းပဲမင်္ဂလာပါရေဝရှမ်းလီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ April 15ရက်နေ့ကြမ်းအချက်နေ့ပေါ့ဗျာဆိုတော့ဒီနေ့မှာအကြမ်းဖက်စစ်ခွစ်တက်ကတော့ဖက်စစ်တက်ပြီရုံမှရိုင်းဆိုင်စွာနဲ့နေ့စဉ်နေ့တိုင်းတကြံနေ့မှာတကြံအခါတော့အချိန်မှာဘုံမြန်ပူကျဲနေသလားလို့တော့မှကျွန်တော်တို့ထင်မှတ်ရပါတယ်ရွယ်မြန်ရွယ်နေလားလို့ပြောဗျာဟုတ်ကဲ့ပါဒါတွေကတော့ဒါသူတို့ရဲ့ မျက်စက်ရုပ်မာတဲ့ကောင်တွေရဲ့လုပ်ရပါကျွန်တော်ဒီကနေ့အဓိကသင်ပြပေးမယ့်အကြောင်းအရာတွေကကျွန်တော်ရန်ကုန်သားတွေဗကြံမာတော်မှနိုင်ရမရှိပဲနဲ့အိမ်ပြန်နေတဲ့ခရီးဒီအကြောင်းလေးကိုကျွန်တော်မိဘတွေကိုသင်ပြပေးမှာပါဆိုတော့ဒီသတင်းနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်ရဲ့မိဘတွေညီကိုမောင်မတွေပြီးတော့ရဲဘော်ရဲဘက်တွေဒီနေ့ကင်ပြင်းနယ်မှာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပါတယ် ဆိုတော့ကျွန်တော်တို့အားလုံးစောင့်နေခဲ့တဲ့အချိန်ရောက်ပြီလို့ကြိုပြီးတော့တင်ပြပေးပြစီဒီကနေ့မှကျွန်တော်တင်ဆက်မဲ့အကြောင်းအရာတွေကကျွန်တော်မြေဝပြည်ရဲဘော်ရဲဘက်တွေအထူးစိတ်ဝင်စားမဲ့အကြောင်းအရာတွေဖြစ်တဲ့ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ရချင်ဖို့မြေဝပြည်သူတအူးကြီးစီတိုင်းကိုတလေးတစားဖိတ်ခေါ်လိုက်ပါတယ်ဟုတ်ပါတယ်အကျံအချက်နေ့အကျံမဖက်စစ်ခွတ်တက်ကဘုံကျဲမပြတ်တချမ်း အခါတော်နေ့ရက်မျိုးမှာပို့ပြီးတော့တော့မှဘုံကျဲပြနေသလားကျွန်တော်ပြည်သူကို ရွေမြန်းရွေနေသလားလို့တော့မှကျွန်တော်တို့သုံးလုံးခြင်းပါတယ်ဆိုတော့အချက်လေးရောက်ပြီကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့မိဘပြည်သူညီကိုမောင်မကျွန်တော်ကတော့တကြံရေမစို့သေးပါဘူးဆိုတော့တကြံရေမစို့သေးတဲ့ဒါကျွန်တော်ရဲ့ညီကိုမောင်မမိသားစုဝင်တွေရှိတယ်ဆိုရင်ဒါကျွန်တော်ရဲ့ဗီဒီယိုကွန်မန့်မှာရေးပေးခဲ့ပါ ဆိုတော့တကြံကြီးစူချင်းမစူချင်းကကို့အိမ်တွင်းထဲမှာဒါမှမဟုတ်ကို့ဒါညီကိုမောင်နှမတွေအချင်းချင်းပတ်သက်ရေကိုပြောတာမဟုတ်ဘူးအော်မန်တက်ကိုသွားပြီးတော့ဒါသွားပြီးတော့ကျွန်တော်တို့ပေါ့နော်ဒါရေပတ်ခံထွက်တာဒါမှမဟုတ်မန်တက်ကိုသွားပြီးတော့ရေပတ်တယ်အဲဒါမျိုးကိုကျွန်တော်ကသုံးလုံးတာပါဆိုတော့ဘာကြောင့်ကျွန်တော်တကြံကြီးမစူသေးတာလဲဒါတော်လန်ချင်းပါဆိုတော့ကျွန်တော်ပုံလေးပုံစောင့်ပြပါလေကိုပြပြပါမယ် တော့ဒီပုံလေးဟာအမေဦးတော်ဆန်းစွတ်ကြည်သူ့ကိုဖမ်းသွားတဲ့အချိန်သူ့ဖမ်းခံရတဲ့အချိန်လေးမှာဒါအဲ့ဒီပုံကြီးလေးကိုမကြီးဆရာတဦးကခဲချစ်လေးနဲ့ရေးဆွဲ ပုံဖော်ထားတာပါကျွန်တော်တို့လေးစားချစ်ခင်ရတဲ့ဒေါန်ဆန်းစွတ်ကြည်လက်ရှိထောင်ထဲမှာပဲပြီးတော့ တော်လန်ရေအစຫນွေဥရဲ့ပရမခြေလှမ်းတွေအဲ့ဒီအချိန်ကလေးကကျွန်တော်တို့လူငယ်တွေထောင်ထဲမှာမိမျိုးစုံနဲ့အကြမ်းဖက်ဖန်စီထိမ့်သိမ်းခံရတယ်ပြီးတော့ပြည့်မဲ့ပြည်သူတွေလည်းထောင်ထဲမှာအကျဉ်းချခံနေရစေဖြစ်တယ်ဘာကြောင့်ကျွန်တော်တို့ကတော့ကျွန်တော်တို့ရဲ့တော်လန်သောညီကိုမောင်မတွေအတွက် အမေကိုဒေါန်ဆန်းဆွတ်ကြည့်အတွက်ကျွန်တော်တို့တကြံမကြသေးတာပါဆိုတော့တော်လန်တကြံမှာတော်လန်ရင်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုပဲနေ့စဉ်လှုပ်ဆောင်နေကြပါတယ်ဒါတကြံမှာရေကစားတဲ့သူတွေကိုဒါခနဲ့တဲ့စကားမဟုတ်ပါဘူးဒါကျွန်တော်တို့ဒါလူငယ်တွေပေါ့နော်လက်တလောတိုက်ပွဲတွေအတွက်ပြင်ဆင်နေရတာတွေလည်းရှိနေလို့ပါဟုတ်ပြီ ။ဒါဆိုတော့ကျွန်မဖက်စစ်ခွေးတက်လက်ရှိများဦးလှဲ့နေတာကကရင်ပြည်နယ်ဖြစ်ပါတယ်။ဘာကြောင့်ကရင်ပြည်နယ်ကိုသူတို့များဦးလှဲ့နေရတာလဲ။ပုံမှန်လေးကြည့်မယ်ဆိုရင်အခုအပြစ်ခတ်ရက်စဲနေတဲ့ကာလလေးပေါ့ဗျာ။ပြစ်ခတ်ရက်စဲဆိုတော့လေနဝင်လေးတော့နည်းနည်းတော့ချို့သလိုတော့ရှိတယ်เนาะကျွန်တော်ပြောရ။ကျွန်တော်တို့ဒါအချို့သောတပွဲဝင်တွေအဖြစ်ကရစဲထားတယ် ဆိုတော့ဒီပြစ်ကရစဲတဲ့အချိန်မှာသူတို့အနာရကျွန်တော်တို့ရဲဘော်လူငယ်တွေလည်းအနာရတယ်လို့တော့ထင်ရပါလိမ့်မယ်။ဒါဆိုရင်ကရင်ပြည်နယ်ကိုအကြမ်းဖက်စစ်ခွေးတက်ကတုတ်တုတ်ပြပြနဲ့ညလုံးပြူးမျက်စံပြူးနဲ့ဘာကြောင့်စစ်ဦးလှဲ့လာရတာလဲ ျွန်တော်တို့လောက်ကန်လာရှိုးဘက်မှာတိုက်ပွဲမရှိတော့လို့ကရင်ဘက်ကိုစစ်ဦးလှည့်လာတာလားရခိုင်မှာတိုက်ပွဲမရှိတော့လို့ကရင်ဘက်ကိုစစ်ဦးလှည့်လာတာလား KIA မှာတိုက်ပွဲမရှိတော့လို့ကရင်ဘက်ကိုစစ်ဦးလှည့်တာလားလားအညာမြေမှာ တိုက်ပွဲမရှိလို့ကရင်ကိုဖိနေတာလားအများကြီးစဉ်းစားစရာရှိ မဟုတ်ပါဘူးမဟုတ်ပါဘူး ခြားတော့ဒါတိုင်းနဲ့တပွဲဝင်တွေမှာတိုက်ပွဲမရှိလို့ကရင်ကိုစစ်ဦးလှည့်လာတာမဟုတ်ဘူးဆိုတာကိုကျွန်တော်မိပါတယ်သိစေချင်တာဒါဆိုသူတို့ကရင်ကိုဘာကြောင့်ကြောက်ကရင်မှာသူတို့နှစ်ပေါင်းများစွာအဖွဲ့တွေအများကြီးကိုစိတ်ကြိုက်ခွဲခဲ့ပြီးပြီ KNU KNLA PC DGB BGF ဘောရကဖို့ပြီးတော့ K T L A ဒါတော့မှ DGP အောက်မှာလည်းအဖွဲ့တွေရှိသေးတယ် BGF ဘောရကဖို့အောက်မှာလည်းမထင်မှတ်ဖဲနဲ့ခေါင်းဆောင်ခွဲတွေအဖွဲ့တွေရှိဆိုတော့ဒါကင်ပြည်နယ်မှာသူတို့တွေဒါပုံဖော်ထားတဲ့သူတို့ရဲ့ပြောင်မြောက်တဲ့ကစားကွက်အောင်မြင်ခဲ့တာပဲ ဒါဆိုရင်သူတို့တွေအခြားသောစစ်မျက်နှာပြင်တွေမှာမြို့သိမ်းတိုက်ပွဲတွေပြည်နယ်သိမ်းတိုက်ပွဲတွေနေနေစုမှုရေးအတွက် KIA တော်လကောင်း MNDA တော်လကောင်း TNLA တော်လောင်း KIA တော်လကောင်းအရခတ်တော် EE တော်လကောင်းပြပြတာတာဆောင်ရွက်နေစဉ်ကာလတွေမှာ KNU စီအင်းဤတရားရှိတယ်လို့ ကျွန်တော်မိဘတွေရဲ့ဒါထောက်ပြပြောဆိုတဲ့စကားတွေကျွန်တော်တို့အမြဲတမ်းကြားနေရပါတယ်ဒီလိုအခြေအနေမျိုးမှာဘာကြောင့်ကရင်ပြည်နယ်ကိုသူတို့ချက်ချင်းကြီးလန့်ဖြန့်ပြီးတော့ချက်ချင်းကြီးစစ်ကြောင်းတွေချက်ချင်းကြီးစစ်ကူတွေချက်ချင်းကြီးတိုက်ပွဲတွေပေါ်ဆောင်ရတာလေကျွန်တော်မိဘတွေကရင်ပြည်နယ်မှာကျွန်တော်တို့ရန်ကုန်သားတွေအများဆုံး အခြေစိုက်ခဲ့တာပါဆိုတော့ရန်ကုန်ကနေပြီးတော့အနည်းဆုံးကျွန်တော်တို့ဒေါ်လာတော့တစ်ဖွဲ့ဝင် ပူပေါင်းဖို့ဆိုရင်ကျွန်တော်ကရင်နေပြည်ကိုလာရပါတယ်ကရင်နေပြည်မှဒီအခြားသောဗမာပြည်နေရာတွေကိုကျွန်တော်တို့ပူပေါင်းစစ်စင်ရေးတွေအတွက်ဆောင်ရွက်ခဲ့ပြီးဆိုတာ KIA နဲ့ပူပေါင်းစစ်စင်ရေးမှာလည်းတွေ့နိုင်တယ် MNDAA နဲ့ပူပေါင်းစစ်စင်ရေးမှာလည်းတွေ့နိုင်တယ် အကတတော်အေအေနဲ့ပူပေါင်းတပွဲဝင်လီမှာလဲတွေ့နိုင်လို့အညာမြေပြတ်မှာရှိတဲ့တပွဲဝင်အသီးသီးမှာလဲမြေတွေ့နိုင်ပါတယ်ဒါကလည်းပုံစံတစ်မျိုးတော့အစဉ်ပြီးခဲ့ပါတယ်အခုအချိန်မှာတော့အချမ်းဖက်စစ်ခွေတက်ဟာသူတို့တွေထိမှတ်ထားသလိုကရင်မှာ BGF နဲ့လွတ်ထားလို့မရဘူးဒီကိပီနဲ့လဲလွတ်ထားလို့လဲစိတ်မချပြန်ဘူး PC ငញ្ញရေးကောင်စီဆိုတဲ့အဖွဲ့တွေနဲ့လည်းဖြစ်ထားလို့လည်းမရပြန်ဘူးဆိုတော့ကရင်မှငွေကြေးတွက်တော်လကောင်ယာဒူးတွက်တော်လကောင်ပြီးတော့လုပ်ငန်းတွေတွက်တော်လကောင်ဤမျိုးစုံနဲ့ဒါသူတို့ပြုံဖော်ထားတဲ့ကြားဖြန့်အဲ့ဒါကရင်ကိုဖျက်ဆီးထားတာအဲ့ဒီကြားဖြန့်ကိုစတဲ့တေဆောင်လာတဲ့သူတွေဟာလေအကျမ်းဖက်စစ်တက်ဖြစ်တယ် ဒါကိုကရင်ကလက်နက်ကင်တပ်ဖွဲ့ဝင်တွေကောင်းကောင်းသိလို့ကရင်နိုင်ငံရေးကြွန့်ကျင်သူတွေကောင်းကောင်းသိတယ်။ဒါကကရင်ကိုဖျက်ဆီးခဲ့တာပါ။ကရင်တွေတော်လန်ရေးမှာအင်အားလျော့သွားအောင်ပြီးတော့အခြားသောအရေးတွေမှာပို့ပြီးတော့အာယုံ ထွေပြားဖို့ပြီးတော့ကရင်လူငယ်တွေပါမျိုးစဉ်အဆက်ဆက်ပျက်စီးဖို့မြောက်များစွာသောရုပ်မာတွေအကြံစီတွေကရင်တဲမှာသူတို့တွေ ုံဖော်ထားတာအောင်မြင်သင်းသလောက်အောင်မြင်တယ်အခုနေဦးတော်လိုင်းရေပေါက်ဖွားလာတဲ့အချိန်တွေကကရင်တပ်ဖွဲ့ဝင်အသီးသီးမှနေရအပြည့်မိပါယူထားတာကပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေဖြစ်တယ်အခု AR ရေးတပ်ဖွဲ့ဝင်တွေကကရင်အောက်ကနေပြီးတော့ထွက်လာတာပါပြီးတော့ run go ပြီးတော့အညာမြေပြတ်တွေမြင်ကရဲဘော်တွေကလည်းကရင်အောက်ကထွက်လာတာပါ KIA မှာလည်းကရင်အောက်ကထွက်သွားတဲ့ကျွန်တော်တို့ရဲဘော်တွေရှိတယ်ကျွန်တော်ရဲ့စခန်းကနေပြီးတော့လက်ရှိ KIA ရဲ့ရှေ့ဆုံးစစ်မှန်ပြင်မှာတာဝန်ထမ်းဆောင်နေတဲ့ကျွန်တော်ရဲ့အညာသားကြီးတွေရှိတယ်။အညာကြီးကနေပြီးတော့ကျွန်တော်စီရောက်တယ်။ကျွန်တော်စီကနေပြီးတော့မှ KIA မှာလက်ရှိတာဝန်ထမ်းဆောင်နေတယ်။ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကိုအမြဲတမ်းကြည့်နေတယ်ကျွန်တော်မြင်ရတယ် သိပါတယ်ဟုတ်ပြီဒီနေ့မှသတင်းကြားလိုက်ရတာကကင်းကြီးနေနေမှတိုက်ပွဲပြင်းထန်စွာ နေရငါးခုဖြစ်ပွားနေပါတယ်ဆိုတော့စည်သတင်းလေးတွေပသက်ပြီးတော့အချို့သောတိုင်းတဖွဲ့တွေကအရန်ကိုခြေတံလုံပါတယ်ဆိုတော့ဒီစင်းနဲ့ပသက်ပြီးတော့အားကောင်းမောင်းတန်တဲ့စုဖွဲ့မှုအခြေအနေကိုလည်းကျွန်တော်မြင်ပါတယ်ထပ်မံပြီးတော့ကြားရမှာဖြစ်တဲ့သတင်းကောင်းတွေကြားရဖို့ပြင်ဆင်ထားဖို့ လို့ပါတယ်ပြောချင်တာကတော့အကျမ်းမကြီးကိုအထုခူးပြုပါဒါဆိုရင်တော့ကျွန်တော်တို့ကရင်နေမြေအတွင်းထဲမှာတိုက်ပွဲ9နေရဖြစ်ပွားသွားတာကိုကျွန်တော်တို့လေ့လာကြည့်အောင်ပါဟုတ်ပြီကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်နေရာ9ခုအတွင်းထဲမှာပဲကျွန်တော်တို့ကရင်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ KNL မာမိတ်ပွန်းတပ်ဖွဲ့ဝင်တွေနဲ့အကြံဖတ်ဖတ်စစ်ခွေတက်နဲ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပါတယ်ဒီနေ့ညနေပိုင်းမှာပဲကျုံတို့ကော့ဂရိတ်လမ်းပိုင်း ငားတိုင်းရွာမှာစတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ယနေ့ငားတိုင်းနွားချံကုန်းကောင်းမှုကော့ဂရိတ်ချောင်းတောင်ရက်ကွက်နဲ့အာရှလန်းနဲ့ရင်ခွဲတောင်ကျေးရွာတွေမှာကျွန်တော်တို့ KNU KNL တပ်ဖွဲ့ဝင်တွေနဲ့မာမိတ်တပ်ဖွဲ့ဝင်တွေပူးပေါင်းထားတဲ့မာမိတ်ဖွဲ့တွေနဲ့အကြမ်းဖက်စစ်ခွေးတက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပါတယ် ကျွန်တော်မှကန်းဒီကိုဘုံချဲခဲ့ပါတယ်။နွားချံကုန်းကိုလင်းရင်လည်းဘုံချဲတယ်ပြီးတော့ဒရုန်းတွေနဲ့ပစ်တယ်။ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဒါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထိခိုက်မှုတွေရှိနေပါတယ်။ပြီးတော့ကမာရိုက်ကြောင်းကိုလည်းထိထားတယ်လို့ကျွန်တော်တို့သတင်းရရှိထားတယ်။ရင်ခွဲတောင်နေရာနဲ့ကွန်ကရစ်ကောင်းမှုရွာဘက်မှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတဲ့အကြမ်းဖက်ဆစ်ခွေးတက်ဟာအောင်စီရ ဒီအောင်စီရကလည်းအမြင်တမ်းပါတယ်မအောင်မှန်းလဲတည်ရသားနဲ့ကျွန်တော်တို့ဒါစစ်မှုတန်းလူသစ်တွေနဲ့ထက်ဖြစ်ရင်ထက်ဖြစ်ရင်နဲ့အသေးခံခိုင်းနေတဲ့စစ်ကြောင်းဆိုတော့ဒီစစ်ကြောင်းဟာလူအင်အားထက်ဖြစ်ပြီးတော့သူတို့တွေထပ်ပြီးတော့စစ်ကြောင်းထိုးဖို့အတွက်ကြိုးစားနေတာပါအဲ့ဒီစစ်ကြောင်းကိုသူတို့ကစစ်ကြောင်းသုံးဆောင်ပုံစံမျိုးနဲ့တက်ဖြန့်ပြီးတော့နေမည်စုမျိုးဖို့သူတို့ကြိုးစားနေတယ်အဲ့ဒီကြိုးစားမှုတွေကြောင့်ပဲကရန်နယ်လေးမာမိတ်တပ်ဖွဲ့ဝင်တွေနဲ့ ျွန်တော်တို့31ဘူဟာတပွဲဝင်နေပူပေါင်းပြီးတော့ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားနေတာပါဟုတ်ပြီတိုက်ပွဲတွင်းမှာပဲအကြမ်းဖက်စစ်ခွေတက်ကလေချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေကြားထဲမှာကျွန်တော်တို့ရက်သားတွေနဲ့ကျွန်တော်တော်လန်တော့တပွဲဝင်လူငယ်တွေလည်းထိခိုက်ဒဏ်ရာရရှိထားတဲ့ အကြပတ်စစ်ခွေးတက်ကတော့ဒီတိုက်ပွဲတွေဂျာရဲမှာအသေးပြောက်လွန်စွာညာပြနေတယ်လို့ကျွန်တော်တို့သိထားရပါတယ်ကျွန်တော်တို့လက်တလောချင်းနေမှာတော့ဒီနေ့ April 15ရက်နေ့ညနေပိုင်းမှာပဲကွန်ကရစ်မြို့နယ်အတွင်းထဲမှာနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေပြီးတော့နေရာ၃ခုအထိပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားနေတာပါအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေပြီးတော့ကင်းထောက်ပြန်တမ်းမှုတွေပြီးတော့ အဲဒီကြောင်းကနေပြီးတော့ဘုံကျဲမှုတွေပြီးတော့ဒီကြောင်းကနေပြီးတော့ဒုံဘုံတွေတခြားမှုတွေကြောင်းကျွန်တော်တို့ကြုံတို့ကော့ကရိတ်မှာရှိတဲ့ဒေတာခံ ပြည်သူတွေကအရန်ကိုစိုးရင်နေခဲ့ရပြီဟုတ်ပြီလက်ရှိအချိန်မှာတော့တကြံကာလအတွင်းမှာပဲစစ်ဆောင် နေရပါတယ်လို့ကျွန်တော်တို့သိရှိထားရပါတယ်ဒါဆိုရင်အကျမဖက်စစ်ခွေးတက်ဟာငလင်းဘေးကြောင့် February နှစ်ရက်နေ့ကနေပြီးတော့22ရက်နေ့ထိအဖြစ်ခတ်ရစဲထားမယ်ဆိုတဲ့ဇကာဟာဘသူ့ကိုပြောတာလဲဆိုတာလဲကျွန်တော်မြင်ပါတယ်သူရဲ့လက်ရှိဒါလင်းနဲ့ဘုံချဲမှုတွေမကျက်သွားတဲ့အခြေအနေတွေပြီးတော့စကြောင်းထိုးနေတဲ့အခြေအနေတွေကျွန်တော်မြင်ပါတယ်အားလုံးလဲကြားနေရသလို့ ဒီတချံကာလမှာပဲအကျွန်ဖတ်စစ်ခွေးတက်ဟာတိုက်ပွဲတွေပေါ်ဆောင်နေပါတယ်ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့အခုဒီနေ့တချံအချက်နေတချံအချက်နေမှာကန်ဒီဘုံဘုံကြီးเจ้าကိုပေါင်900ဘုံနှလုံးနဲ့ချစ်ချခဲ့တယ်အရသား6ဦးတည်ဆုံးပြီးတော့တန်ခါ4ပါပြန်လည်တော်မူခဲ့တယ် ပြီးတော့ကျွန်တော်တို့ဒါထိကိုက်တန်ရရှိခဲ့တဲ့ရသပြည်သူ30ကြော်တန်ရရှိခဲ့ပဲကင်းပြည်နယ်ကွန်ကရစ်မြို့နယ်ဂျုံဒိုးမြို့တစ်ဖက်ကမ်းမှာရှိတဲ့ကန်းဒီစံပြကြေးရွာဖုန်ကြီးကျောင်းပေါ်ကိုဒီနေ့ April 15ရက်နေ့မှာပဲအကြံအချက်နေ့မှာပဲအကြံဖက်စစ်ခွေတက်ကလေးချောင်းကနေပြီးတော့ပေါင်900ရာဘုံနှလုံးကျချခဲ့တယ်အဲ့ဒီမှာကျွန်တော်ရသပြည်သူတွေတော်တော်များများထိခိုက် ဒဏ်ရာရရှိခဲ့တယ်။တည်ဆုံးခဲ့တာကတော့6ဦးဖြစ်ပါတယ်။တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဂျမန်ဖက်စစ်ခွေးတက်ကဒီကနေ့နေ့လယ်7နာရီကျော်မှာပဲအဲ့ဒီဘုံကြီးအကြောင်းကိုတိုက်ရိုက်ဘုံကျဲခဲ့တာပါ။ဆိုတော့ဘုံကြီးအကြောင်းဝင်တဲ့မှာရဲ့အပြင်မှာရထားတဲ့ကျွန်တော်တို့အဆောက်အဦတွေကားတွေကျွန်တော်တို့ဒါထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဘုံကြီး၄ပါးနဲ့ဥပုပ်ဆောင်တဲ့ရွာဒဲခလူအရက်သား 30ကျော်ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့တာတကြံအခါတော်နေလေကျန်ခါတော်နေမှာဘုံเจ้าနဲ့မှာဘာလုပ်နေကြပါလဲကျွန်တော်မိပါတယ်သိပါတယ်ဆိုတော့ဥပုံစောင့်နေတယ်တရင်ယူနေတရင်တိလာပေါ့ဗျာယူနေတဲ့အချိန်အဲ့တော့ဘုန်းကြီးတွေပြန်လုံတော်မူခဲ့ရတယ်ဥပုံတိလာစောင့်နေတဲ့သူတွေ တည်ဆုံးခဲ့ရတယ်ဟုတ်ပြီအဲ့ဒီကဒေသခံတူတော့ဆိုမှုကဒီနေ့မနက်မှာပဲလက်နက်ကြီးတွေလေရင်တွေလာတဲ့ချိန်မှာလူတွေကထွက်ပြေးတယ်မိသားစုဝင်တွေလည်းထွက်ပြေးဖို့လုပ်နေတယ်ထွက်ပြေးဖို့လုပ်နေရင်းနေပဲဒါဘုံသီးတွေကြာလာပြီးတော့တည်ဆုံးခဲ့ရတယ်လို့လည်းကျွန်တော်တို့ကြားနေရပါတယ်ဟုတ်ပြီ အဲ့ဒီမှာဘုံကျက်တိုက်ခိုက်မှုတွေကြောင့်ကျွန်တော်တို့ဒေတာခံတွေကလက်ရှိအချိန်မှာအခြားသောကြေးဝါးတွေဘက်ကို ကြောင်းချွေပြီးတော့စစ်ဆောင်နေရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းဘုံကျက်တိုက်ခိုက်မှုကြောင့်ကျွန်တော်တို့ကန်းဒီဒမာယုံကြောင်းကြီးတစ်ခုလုံးထိခိုက်ပျက်စီးသွားခဲ့ရပြီးတော့ကြေးရွာအတွင်းမှာရှိတဲ့ပြည်သူတွေပြီးတော့အခြားကြေးရွာကိုဖပြစ်တိမ်းရှောင်နေရပြီးတော့ကျွန်တော်တို့အဲ့ဒီမှာရှိတဲ့ ငါးတိုင်၊ကိုးတိုင်နေရာတွေမှာကျွန်မဖတ်စစ်ခွေးတက်နေကိလွမြောက်ရေးတက်မတော် KNLA နဲ့ကျွန်တော်တော်လိုင်းတက်ဖွဲ့ဝင်နေကြတင်းထန်တဲ့တိုက်ပွဲဖြစ်ပွားနေပြီးတော့ရင်ကွဲတောင်အနီးအနားမှာလည်းပဲလက်နက်ကြီးလက်နက်ငယ်တွေနဲ့ရန်တမ်းပစ်ခတ်နေတဲ့တိုက်ပွဲပါ ဟုတ်ပြီအဲ့ဒီတိုက်ပွဲကတော်တော်လေးကိုပြင်းထန်နေတယ်လို့ကျွန်တော်တို့လက်ရှိကနအူတင်ပြလို့ရပြီးတော့ လက်နက်ကြီးတွေအပြင်လေကြောင်းပစ်ခတ်မှုတွေကြောင့်ကော်ပိုရိတ်ကျွန်တော်တို့လမ်းမကြီးမှရှိတဲ့ကြေးရွာအများအပြားနဲ့ကျွန်တော်တို့တစ်ဖက်ကမ်းမှရှိတဲ့ကြေးရွာလူလူတွေဟာကျွန်တော်ကြံအကြက်နေမှာပဲထပြေတိန်ချောင်းနေရတဲ့ဖြစ်စဉ်မှာဧပြီလ10ရက်နေ့မှာလဲကျွန်တော်တို့ကော်ပိုရိတ်တောင်ပိုင်းမှာရှိတဲ့မောင်မရွာတစ်ကြေးရွာတဲကိုကျွန်မဖက်စစ်ခွေးတက်က ဂျုံဖုံနဲ့တွားရောက်ပြက်ခတ်တဲ့နေရာမှာအသက်10နှစ်အရွယ်အမျိုးသမီးတအူးနဲ့အသက်55နှစ်အရွယ်အမျိုးသားတအူးအသက်50အရွယ်အမျိုးသမီးတအူးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကျွန်တော် KNU ရဲ့ထုတ်ပြန်ကြေညာချက်တွေမှာလည်းတွေ့ခဲ့ရတယ်။ဒါပြင်ဧပြီလရဲ့နေ့မှာပဲကျွန်တော် corporate တောင်ပိုင်းအန်ကောင်စိုက်တလိုက်တောက်ပလန်ကြေးဝါဒီမှာ ကျွန်တော်တို့အကြံဖတ်စစ်ခွေးတက်ကနေပြီးတော့120မမတွင်နဲ့တစ်ခတ်တိုက်ခိုက်မှုတွေကြားထဲမှာပဲရက်သားကလေးငယ်အသက်6နှစ်အရွယ်တဦးနဲ့အသက်9နှစ်အရွယ်ကလေးငယ်အပါအဝင် ပြည်သူ9ဦးပြင်းပြင်းထန်ထန်ထိရိုက်ဒဏ်ရာရှိခဲ့တဲ့အိမ်တွေကတော့ပြောစရာမရှိတော့မှာပဲဆိုတော့ဘာကြောင့်သူတို့တွေကမန်ဂရန်ထပြီးတော့စစ်စင်ကြီး ကမ္ဘာကထပြီးတော့လေချောင်းကနေပုံကျဲတာလေကျွန်တော်ရန်သူကိုလည်းရှော့မတက်ပါဘူးကျွန်တော်တို့ကိုလည်းသူတို့ရှော့တက်လို့မရကျွန်တော်ဘယ်နေရာမှာပဲချိလက်လှမ်းနေတယ်သူတို့တွေမတရားစိုးရင်ဆိုတော့ကျွန်တော်ဆက်စင်ကြီးအနှံ့လေးရလာတယ်ဆိုတာနဲ့ကျွန်တော်ဖက်စစ်ခွေတက်ကပြည်သူကိုဘုံကျဲတက်ဖြတ်ပြဒါအခုမှမဟုတ်ဘူးဟိုးငကိုရဲရ မင်းတို့စစ်စင်ရေးစမှာလားမင်းတို့စစ်စင်ရေးစမယ်ဆိုရင်အဲ့ဒီဒေတာကံကြေးရွာတွေမှာရှိတဲ့ယသပြည်သူတွေငါတို့ဘုံကျဲတက်ဖြတ်မယ်ပြောချင်တာကတော့ကျွန်တော်တို့ပြည်သူနဲ့ပြန်ပြီးတော့ချိန်ချောက်ဒါမြို့ပြဒေတာမှာလက်ရှိဒကြံမှာဒါပေါဝင်စင်ရဲနေတဲ့ကျွန်တော်လူငယ်တွေကိုလည်းသိစေချင်ပါတယ် ဆိုတော့တိုင်းသားနိုင်ငံတွေမှာဗကြံနေဆိုတာဘလို့အခြေအနေမျိုးမှာဘာတွေဖြစ်လာမလဲဆိုတာကိုဘယ်သူမှမသိနိုင်ပါဘူးဆိုတော့ဒီအခြေအနေမှာကျွန်တော်ဖက်စစ်ခွေးတက်ကဒီနေ့မှာပဲကင်ပင်ရဲ့နေရာတော်တော်များများကိုစောင့်ပြတ်ဘုံကျဲတိုက်ခိုက်တပ်ဖြတ်ခဲ့ကြပြီးပြီဟုတ်ပြီကျွန်တော်ဒီနေ့အဓိကကျွန်တော်ရဲ့မိဘတွေကိုတင်ပြခြင်းတဲ့အကြောင်းအရာကကင်ပင်ရဲ့တွင်းထဲမှာရှိတဲ့ ကျွန်တော်တို့လက်နဲ့ကင်သားသောတပ်ဖွဲ့ဝင်တွေဟာလက်ရှိကရင်တော်လှန်ရေးရဲ့တမိုင်းမှာခန်းနာစွာဂုံတိတ်ဂုံတိတ်ခါနဲ့ပြည်စုံစွာယက်တိနိုင်မှုသူတို့ရဲ့ပုံသဏ္ဍာန်တွေကိုကတ်တာရမယ်အချိန်ရောက်ပါပြီဆိုတော့ DGP တော်လကော PC တော်လကော BGF တော်လကော KNU နဲ့ပူးပေါင်းပြီးတော့လက်ရှိနိုင်ငံမှာအကြမ်းဖက်လုပ်ရက်တွေကိုလှုပ်ဆောင်နေတဲ့မင်းအောင်လှိုင်တဲ့အပေါင်းပါအာနာရှင်တွေကိုအမြင့်ပြတ်ချေမှုတုတ်တင်ဖို့အတွက်လက်ချင်းချိတ်ရပါတော့မယ်။ဆိုတော့နေရာစုံမှာကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ပူပေါင်းပါဝင်ဖို့အစဉ်နဲ့ရှိနေတယ်လို့လက်ရှိကင်းပြင်းတဲ့တွဲကိုစစ်စင်ရင်မှန်မြတ် ဒါအောင်စရစစ်ကြောင်းလိုမျိုးစစ်ကြောင်းထိုးလာတယ်ဒီလိုချင်းတွေမှလည်းပဲကျွန်တော်တို့လူငယ်တွေဥဆောင်ပြီးတော့ပြန်လဲထိုးစစ်ဆင်နိုင်ခဲ့တယ်ဆိုတာလည်းကျွန်တော်မြင်ပါတယ်ကြားရမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ရဲ့စစ်စင်ရေးဟာအဓိကပြစ်မှတ်ကရန်ကုန်ဖြစ်ပါတယ်ဆိုတော့ရန်ကုန်ကိုကျွန်တော်တို့ရောက်ဖို့အတွက် အကြောင်းဖတ်စစ်ခွေးရလဲဒီမျိုးစုံနဲ့ကျွန်တော်တို့ကိုဟန်တားခြင်းပဲဒါမှမဟုတ်သူတို့ရဲ့ဟန်တားသောပုံစံကလည်းကျွန်တော်တို့ကိုအနှောက်အယှက်ဖြစ်စေမှာမဟုတ်ဘူးကျွန်တော်တို့လက်ရှိတကြံကာလတွေအပြီးမှာကြွမ်းမိပါတွေစေသတိရှိပေးပါဆိုတော့အချို့သောနေရာတွေမှာစစ်စင်ကြီးတွေကြီးကြီးမားမားရှိလာဖို့ ှိပါတယ်ဆိုတော့လက်ရှိမြေပြင်အခြေအနေတွေနဲ့လက်ရှိတိုက်ပွဲသတင်းတွေကိုတော့နိုင်ငံထိန်ချန်ထားဖို့ပြုပါကျွန်တော်တို့ဒါစစ်စင်ရေးနဲ့ပတ်သက်ပြီးတော့အလိုအပ်တဲ့အရေးပေါ်ကိစ္စတွေကိုလည်းလိုအပ်ရင်ကျွန်တော်မိဘတွေလည်းထပ်ပြီးတော့တိုင်ပင်ဖို့တွေရှိနေပါတယ်ဆိုတော့ကျွန်တော်ဒီကနေ့မှာတင်ပြခဲ့တဲ့အကြောင်းအရာတွေကတော့ကျွန်တော်စစ်စင်ရေးဟာကျွန်တော်တို့ဘက်ကစတာမဟုတ်ပါဘူး ဆိုတော့ကျွန်တော်တို့ကစိတ်ကိုငလင်တန်းချောင်းခံစားနေရတဲ့ပြည်သူတွေပြည်နာနဲ့ရင်နာထားတာပါဒါပေမဲ့ကျွန်တော်တို့ကိုစိုးရင်ကြောက်ကြနေတဲ့ကျွန်တော်တို့ကိုကြောက်နေတဲ့တစ်ဖက်ရွက်ကငစနူကောင်တွေကတော့ကျွန်တော်တို့ရဲ့အနံ့လေးကိုရတာနဲ့အဲ့ဒီကောင်တွေတိမ်လောက်အောင်ကြောက်နေတာဟုတ်ဗျာဒါကြောင့်လဲပဲအသေးအတန်ကမန်ဂရန်ထပြီးတော့ကိုနေရာဘုံကျဲဒီနေရာဘုံကျဲဆိုတော့ အလက်ရှိသတင်းရင်းမြစ်တွေမှာတော့ကျွန်တော်တို့ယသပြည်သူတွေတိကြိုက်တန်ရရှိတဲ့အခြေအနေတွေကိုတော့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒါဟာလည်းပဲရွေရွေရှိရှိနဲ့ကျွန်တော်ယသပြည်သူတွေကိုဘုံကျဲတက်ဖြတ်ပြပြီးတော့ကျွန်တော်စစ်စင်ရေးကိုနှောင့်နှေးအောင်ကျွန်တော်စစ်စင်ရေးကိုနှီးကွေးတော့အောင်လုပ်တဲ့ရုပ်မာတဲ့အလုပ်ရက်တစ်ခုသာဖြစ်ပါတယ်ဒါပေမဲ့ဒီထက်ပိုပြီးတော့ခန်းနာတဲ့တိုက်ပွဲတွေကျွန်တော်ရဲ့မိဘတွေအောင်သတင်းတွေကြားမှာဖြစ်တယ်ပဲ ဒါကြောင့်ကျွန်တော်ဒီကနေ့ကျွန်တော်ကကျွန်တော်တင်ဆက်ခဲ့တဲ့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရှုပေးနေတဲ့ကျွန်တော်ရဲ့မိဘဗီဒီယိုရဲဘော်ရဲဘတအိုးချင်းစတိုင်းကိုကျေးဇူးအထူးတင်ရှိပါရယ်။နောက်လာတဲ့ဗီဒီယိုတွေဒီထက်ပိုကောင်းကျွန်တော်စူးစမ်းပေးပါမယ်။လက်နက်ပေးစပေးကပ်ပေးကြောင်းနေတဲ့ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိဘဗီဒီယိုရဲဘော်ရဲဘတအိုးချင်းစတိုင်းဘေးနဲ့ကင်းရှင်းပါတဲ့ကြောင့်လေးလေးနဲ့စတောင်းရှင်းနေကျွန်တော်ရဲဘော်ရှန့်လေးပါ။